self esteem ဆိုတာဘာလဲလူတယောက်အတော့အဒီ self esteem ကအရေးကြီးလားဒါနဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားပါမယ်အားလုံးပဲမင်္ဂလာပါ success milestone program ကနေကြိုးစားလိုက်ပါတယ်အခင်းအင်းဖြစ်ပါတယ်ဒီဒါကတော့မြင့်ရပထမအဦးဆုံးသော solo podcast လေးပဲဖြစ်ပါတယ်ဒီတော့ self esteem ဆိုတာဘာလဲဆိုတာကိုဒီရက်ပိုင်းမှာ လိလာဖြစ်တဲ့ကိုကိုရိုင်းကလည်းအားနေတဲ့အရာတွေရှိရတဲ့အတွက်ကိုကိုပြန်လဲရှောင်ဖွင့်ရင်းနဲ့ပဲဒီ self esteem ဆိုတဲ့ခေါင်းစဉ်ကိုရောက်သွားတယ်ဒီခေါင်းစဉ်ကိုရောက်သွားတဲ့အခါမှာအရန်စိတ်ဝင်စားဖို့ကောင်းတယ်အဓိကဒီ self esteem ဆိုတာတချို့တွေတော့သိလိမ့်မယ်ပေါ့ဒါပေမဲ့မိမိကတော့အခုလိလာနေတာဖြစ်တဲ့အတွက်မိမိလိလာတာနဲ့ပတ်သက်ပြီးတော့မြင်ပြောပြချင်တာ self esteem ဆိုတာကတော့အဓိကကိုကိုတတ်မိုးထားမှု तू ကအဲကိုကိုသိငယ်တဲ့အရာလေးတွေရာစားကိုရဲ့ဖြစ်တည်မှုကိုကိုလက်ခံပြီးတော့ကိုကိုတတ်မိုးထားတဲ့အရာလို့မိမိကနားလဲ self confidence တို့ self respect တို့ထဲပို့ပြီး ီးတော့နူးညံ့တယ်လို့မြင်တယ်အဓိကကိုယ့်ရဲ့အားနည်းချက်တွေကိုကိုအာယုံဆိုင်နေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အားသာချက်တွေကိုတိတိလေးလေးရာစွာကိုယ့်ကိုတန်မိုးထားတာမျိုးဒါကြောင့်မဒီ self esteem အားကောင်းတဲ့သူတွေကကိုယ့်ကိုပိုတန်မိုးထားတဲ့သူတွေကပိုပြီးတော့အောင်မြင်ကြတာကိုလည်းတွေ့ရတယ်အဲပြီးတော့ဒီဘဝမှာအောင်မြင်နေဆိုတာဘဝမှာပိုပြီးတော့နေလို့ကောင်းတာဘဝမှာပိုပြီးတော့ပျော်ရွှင်နေတာမျိုးပေါ့ဒီလိုမျိုးဘဝကိုပျော်ပျော်ရွှင်ရွှင်အောင်မြင်မြင်နဲ့နေသွားကြတဲ့သူတွေများတယ် self esteem ကောင်းတဲ့သူတွေကဒီတော့ဟုတ်ပြီ self esteem ကောင်းမကောင်းဘလို့ သိမလဲကိုက self esteem အားနည်းနေတယ်ဆိုတာဘလို့လဲ self esteem အားနည်းနေတယ်ဆိုရင်ကိုယ့်ကိုယုံကြည်မှုနည်းပြီးတော့အမြဲတမ်းကိုယ့်ကိုတန်တရားဝင်နေတာကိုယ့်ကိုမယုံရဲတာပေါ့လေကိုယ်လုံးလို့ရှိရင်ဘာမှအဆင်မပြေနိုင်ဘူးထင်တာမျိုးတို့သူများနဲ့နှိုင်းရှင်ပြီးတော့အမြဲတမ်းကိုယ့်ရဲ့အားနည်းချက်တွေကိုပဲတွေးတွေးပြီးတော့စိတ်ပူပန်နေတာမျိုးပေါ့ဒီကိုယ့်ရဲ့အားနည်းချက်တွေကိုယ့်ရဲ့မကောင်းတဲ့အပြုအမူတသေးလေးတွေရာစားဒါတွေကိုပဲလိုက်တွေးပြီးတော့စိတ်ညစ်နေတာမျိုးဆိုရင်လေဒါအားနည်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါမိမိကတော့ general ပေါ့ ပေါ့နော်အဒီထက်အများကြီးပြောရင်လည်းအများကြီးတော့ရှိသေးရဲ့ဒါကတော့ရေမှုရအားဖြင့်ခြုံပြောလိုက်တာပေါ့နော်အဒီရော self esteem အားကောင်းတယ်ဆိုတာဘယ်လိုမျိုးလဲ self esteem အားကောင်းတယ်ဆိုတာကြတော့ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုကိုယ်လက်ခံတယ်ကိုယ့်ကိုယုံကြည်မှုရှိတယ်ကိုယ့်ကိုယုံကြည်မှုရှိတယ်ကိုယ့်ကိုလေးစားမှုရှိတယ်ပေါ့လေကိုယ့်ရဲ့အားသာချက်တစ်ခုချင်းစီကိုကိုယ်ကိုယ်တိုင်းတတ်မိုးထားတာအတခြားသူရဲ့တတ်မိုးထားမှုကိုမျှော်လင့်တာတခြားသူကကိုယ့်ကိုယုံကြည်တဲ့အရာကိုမျှော်လင့်တာမျိုးမဟုတ်ဘဲနဲ့ကိုယ်ကိုယ်တိုင်းကကိုယ့်ကိုယုံကြည်မှုရှိပြီးတော့ကိုယ့်ရဲ့အာ တာချက်တွေကိုယ့်ရဲ့အားနည်းချက်တွေကိုကိုယ်တိုင်လက်ခံပြီးတော့ကိုကိုကိုတန်မိုးထားတဲ့အရာတခုဖြစ်တယ်လို့မိမိကတော့မြင်တယ်ဒီတော့ self esteem တိုးတက်လာအောင်ဘယ်လိုလုပ်ရမလဲဆိုရင်အဓိကကတော့ကိုကိုကို positive self talk တွေပြောဖို့လိုတယ်အဓိကကတော့အတွေးပြောင်းတာပဲတခုခုလုံတော့မယ်ပဲဖြစ်ဖြစ်တခုခုပြောတော့မယ်ပဲဖြစ်ဖြစ်ဒီကိုကိုကို positive self talk ပြောဖို့အရန်အရေးကြီးတယ်အေးငါလုံရင်ဖြစ်မှာမဟုတ်ဘူးကွာဆိုတာစတာကိုကိုယုံကြည်မှုအားနည်းသွားပြီအဲ့နောက်ပိုင်းမှာမလွန်လွန်အပ်တဲ့အတွေးတွေဝင်လာပြီးတော့ ဘာမှဖြစ်ဖြစ်မျက်မအောင်မြင်တာမျိုးတွေဖြစ်လာရပေါ့လေအဲ့လိုအတွေ့တွေစားကိုကိုဒီကောင်းတဲ့အတွေ့တွေငါဒါလုံးလိုက်လို့ရှိရင်လည်းအောင်မြင်မှာပဲငါမှရှိရနဲ့စားလို့ရှိရင်လည်းငါအောင်မြင်မှာပဲစသဖြင့်ပေါ့လေအဓိကတော့ကိုကို positive self talk လေးတွေအမြဲတမ်းပြောပြမိဆိုရင် self esteem အားကောင်းလာမယ်ကိုကိုယုံကြည်မှုမြင့်လာမယ်ကိုကိုယုံကြည်မှုမြင့်လာတဲ့အခါမှာကိုလှုပ်ချင်တဲ့အရာတွေကိုပို့ပြီးတော့လုပ်နိုင်လာမယ်အဓိကတော့ကိုရဲ့အားသာချက်တွေကိုအာယုံဆိုင်မယ်အယိုးရှင်ဆုံးပြောရရင်ပေါ့အရေးကြီးဆုံးအချက်ပေါ့ကိုကိုချစ်လာတယ်ပေါ့ကိုကိုချစ်တတ်လာတယ်ကိုရဲ့ ဲ့တံမိုးတွေကိုသိရယ်ကိုယ့်ရဲ့အာသာချက်တွေကိုကိုကိုယ်တိုင်နားလဲလက်ခံပြီးတော့ကိုယ့်တံမိုးကိုမြင်လာတဲ့အခါမှာကိုကိုကိုချစ်လာတယ် self love လို့လည်းပြောလို့ရတယ်အဓိကတော့ဒီ self esteem ကပြောရင်တော့အများကြီးကျေပြန်တယ်ဒါကတော့မြင့်ရေဘူးရအဖြစ်ခြုံပြီးတော့ပြပြလိုက်တာပဲဖြစ်တယ်အဲတကယ်တော့အရေးကြီးဆုံးကတော့ ကိုယ်ကိုတိပြီးတော့ကိုယ်ကိုနားလဲကိုယ်ကိုတမ်းမိုးထားပြီးတော့ကိုယ်ကိုချစ်တက်လာမယ်ဆိုရင်ဘဝပို့ပြီးတော့ပျော်ရွှင်မှုကောင်းလာတယ်ပို့ပြီးတော့နေလို့ကောင်းလာတယ်ကိုလှုပ်ချင်တဲ့အလုပ်တွေကိုလည်းကိုယ်တိုင်စိတ်ပါလက်ပါနဲ့တက်တက်ကြွကြွနဲ့ယုံကြည်မှုအပြည့်နဲ့လုပ်နိုင်လာတယ်ဒီတော့အများကြီးပို့အဆင်ပြေလာတယ်အရေးကြီးဆုံးကတော့ကိုယ်ကိုချစ်တက်ဖို့ကိုယ်ကိုလေးစားတတ်ဖို့ကိုယ်ကိုယ်ကိုတမ်းမိုးထားတတ်ဖို့လိုပဲမြင်မြင်ရတော့မြင်ပါတယ်ကျေးဇူးတင်ပါတယ်